ိုင်းနိုင်ငံမှာပြုလုပ်နေတဲ့26ကြိမ်မြောက်စီနီယာအမျိုးသမီးအလေးမချန်ပီယံရှစ်ပြိုင်ပွဲမှာရှင်ပြိုင်ဖို့အတွက်မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်ကလက်ရွေးစင်အမျိုးသမီး2ဦးကိုဆေးလွတ်ထားတယ်လို့သိရပါဗျ။အခုရှင်ပြိုင်နေတဲ့လက်ရွေးစင်တွေမှာဘာအခက်အခဲတွေရှိသလဲ၊ဘလို့စိန်ခေါ်မှုတွေရှိနေသလဲဆိုတာကိုမြစည်းမသတင်းဌာနကသတင်းပေးပို့မှာပါ။စက်တင်ဘာလ6ရက်ကနေ7ရက်နေ့အထိထိုင်းနိုင်ငံမှာပြုလုပ်တဲ့26ကြိမ်မြောက်စီနီယာမျိုးသမီးလေးမချန်ပီယံရှစ်ပြိုင်ပွဲကို ညမလည်ရွေးစဉ်မျိုးသမီးနှစ်ဦးတွားရောက်ရှင်ပြိုင်နေပြီဖြစ်ပါတယ်။ဒါပေမဲ့လည်ရွေးစဉ်နှစ်ဦးဟာချန်ပီယံရှစ်ပြိုင်ပွဲကိုတွားရောက်မရှင်ပြိုင်ခင်လေ့ကျင့်နေစဉ်မှာပံ့ပိုးကူညီမှုနှဲပါခဲ့တဲ့အတွက်အခက်အခဲတွေရှိခဲ့တယ်လို့သိရပါတယ်။ညီမရဲ့မျိုးသမီးတယောက်အနေနဲ့လေ့ကျင့်မှုပိုင်းဆိုင်ရာမှာတော့ခက်ခဲရတော့အများရှိပါတယ်။ဒါပေမဲ့အခုအဓိကတော့ပံ့ပိုးမှုပေါ့နော်။အခုကကိုယ်စိတ်ကိုစားနေရတာဆိုတော့ကိုယ်စိတ်ကိုစားပြီးလေ့ကျင့်ရတယ်ဆိုတော့အဓိကတော့ပံ့ပိုးမှုပေါ့။အခက်ခဲပဲရှိပါတယ်။ ဒါပေမဲ့ဆရာတော့တက်နိုင်အကောင်းဆုံးပြအောင်ကိုထောက်ပံ့ပေးတယ်ခက်ခဲရတော့တိတ်ပြီးတော့မရှိပါဘူးဟုတ်ရောက်ကြတယ်အမရောက်ကြလေးကြတော့တိတ်ပူစရာမရှိပါဘူးဒါပေမဲ့ညီမကြတော့အိမ်နဲ့လည်းဝေးနေရလေဒါပေမဲ့အိမ်ကလည်းအဲ့လောက်ကြီးအဆင်ပြေတဲ့ဟိုတိုင်းမရှိပါဘူးနော်ဒါပေမဲ့ကိုလိုအပ်သလောက်တော့အိမ်ကပံ့ပိုးနိုင်သလောက်တော့ပံ့ပိုးပေးတယ်ဒါပေမဲ့အဓိကတော့ဆရာပေါ့နော်ဆရာပံ့ပိုးပေးနေရပါအိမ်ကတော့ဒီလိုပဲ တက်နိုင်တက်နိုင်တယ်လို့ပေါ့ကိုတားအခက်ခဲဖြစ်တဲ့ခါကျမှအင်ပြောတယ်အဲ့ဒီခါကျမှအင်ကဒီလိုတက်နိုင်တယ်လို့ပြန်ပြီးကိုပံမှုပြပါရဲဒါပေမဲ့စကားနဲ့ပေါ့နော်အမြဲတမ်းတော့အားပေးနေတယ်ပေါ့အသက်15နှစ်ရွယ်ကလေးကနေ16နှစ်အထိ၃နှစ်ကြာကစားလာခဲ့တဲ့အလေးမလက်ရွေးစဉ်မက်စင်မေဦးကလက်ကျင့်မှုအပိုင်းမှာပတ်ပိုးပေးမှုခြေနေတွေကိုပြပြသွားတာပါဒါအပြင်မြမလက်ရွေးစဉ်နှစ်ဦးအနေနဲ့အဓိကရှင်ပြန်ရမယ် အင်အားကြီးနိုင်ငံတွေနဲ့ပတ်သက်ပြီးတော့လည်းနှိပြဖြစ်သူကအခုလိုပဲပြောပြခဲ့ပါသေးတယ်။တို့အခုဒီအာကသမားတွေဒီပြိုင်ပွဲကနေပြီးတော့အခုအာဆာပွဲ၊ကမ္ဘာပွဲ၊နောက်အိုလံပစ်ပွဲတွေအထိပါပေါ့နော်။ဟိုဒိုးဖောက်နာအထိမျှော်မှန်းထားပါတယ်။အဓိကတန်ဖက်တွေကတို့ထိုင်း၊အင်ဒိုနီးရှား၊ဒီအစ်တန်အာဆာနိုင်ငံတွေ ကပြန်ပက်တွေရှိပါတယ်အခုလောလောဆယ်ကတော့စကန်သွင်းလေ့ကျင့်ခါစကန်သွင်းထားတာမရှိတဲ့အတွက်ကြောင့်မလို့လောလောဆယ်အာကစားသမားမျိုးသမီးအာကစားသမား၂ယောက်ရှိတယ်အဲသူတို့ကလည်းကိုယ်စိတ်ကိုစားပြီးတော့လာလေ့ကျင့်နေတဲ့အာကစားသမားတွေဖြစ်ပါတယ်သူတို့အခြေအနေလေးတွေလည်းကောင်းမွန်ပါတယ်ဒါပြလို့ဆိုသူတို့လည်းစူးစမ်းပြီးတော့လေ့ကျင့်ကြပါတယ်ဒီတော့ကျွန်တော်အားရကျေနပ်ပါတယ် အခုအမျိုးသမီးလေးမချန်ပီယံရှစ်ပြိုင်ပွဲမှာမြမလက်ရွေးစဉ်မက်စင်မေဦးနဲ့မမိုးသူစာတို့ကတွားရောက်ရှင်ပြိုင်နေတာဖြစ်ပါတယ်။အလေးမအားကစားနည်းဟာတနစ်ပတ်လုံးလေ့ကျင့်နေရတဲ့အားကစားနည်းတစ်ခုဖြစ်ပြီးလေ့ကျင့်မှုရနာလိုက်တဲ့အခါမှာကစားနိုင်တဲ့စွမ်းရည်တွေကြာသွားနိုင်တယ်လို့လည်းသိရပါတယ်။မြမလေးမအဖွဲ့အမျိုးသမီးလက်ရွေးစဉ်တွေဟာထိုင်းနိုင်ငံမှာပြုလုပ်ခဲ့တဲ့ပထမအကြိမ်အရှိတအဝါရှပြိုင်ပွဲမှာတွားရောက်ရှင်ပြိုင်ခဲ့ပြီးစုတစိုက်တွေလည်းရရှိခဲ့တယ်လို့သိရပါတယ်။ ဒါကြောင့်အခုတကြိမ်ပါဝင်ရှင်ပြိုင်နေကြတဲ့အာရှအဆင့်ပြိုင်ပွဲဟာ2013စီးကိန်းပြီးတဲ့နောက်ဒုတိယကြိမ်မြောက်နိုင်ငံတကာပြိုင်ပွဲဖြစ်ပြီးအခုတကြိမ်မှာမြမလက်ရွေးစင်တွေစူးစိတ်တွေရလာမလားဆိုတာမကြခင်မှာပဲသိရတော့မှာဖြစ်ပါတယ်ရှင်